အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့စကားအသွားတဲ့ရေပရဟိတ်တယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာယေရုရှလင်မြို့ယူပြန်တည်ဆောက်ပြီးနှစ်ပေါင်း၄၀၀ကျော်ကြာပြီးတဲ့နောက် မြို့အနီးမှာအဘိယအသင်းဝင်ဖြစ်တဲ့ဇာဂရီလို့ခေါ်တဲ့ယေဘရဟိနဲ့ဇနီးဖြစ်သူအဲလိရှဘတ်တို့အနေထိုင်ပါတယ်။သူတို့အိမ်ထောင်ပြုထားတာနှစ်အတော်ကြာနေပြီမဲ့ကလေးမရကြပါဘူး။တနည်းဗိမာန်တော်ရဲ့တန်ရှင်းရဌာနမှာဇာဂရီနန္တာပေါင်းပူဇော်နေတော့ကောင်းကင်တမန်ပေါ်လာပါတယ်။ဇာဂရီလည်းအယံထိတ်လန့်သွားပြီမဲ့ကောင်းကင်တမန်ကမကြောက်နဲ့ခမည်းမိန်မအဲလိရှဘတ်ပါလီမွေးလိမ့်မယ်။သူ့ကိုယောဟန်လို့နာမည်ပေးရမယ်။ အဲ့ဒီသားကိုဖွားမြင်တဲ့အတွက်လူအများလဲဝမ်းမြောက်ချင်ရောက်လိမ့်မယ်လို့ပြောပါတယ်ဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီသားကဒါရဖျားရှိမှကြီးမြတ်တဲ့သူဖြစ်လိမ့်မယ်စပြည့်ရည်နဲ့ရင်မျိုးကိုမတောက်ပဲနေပြီးအမိဝမ်းထဲကပဲတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝလိမ့်မယ်ဣသရေလအမျိုးသားအများအပြားကိုလည်းပြောင်းလဲစေလိမ့်မယ်လို့ပြောတော့ဇာခရီးကဖြစ်နိုင်ပါမလားကျွန်တော်တို့ဇနီးမောင်တွေဟာအသက်ကြီးလို့နေပြီလို့ပြောပါတယ်ဒါနဲ့ကောင်းကင်တမန်ကငါကဖျားသခင်ထံတော်ကလာတဲ့ဂါဗီလာဖြစ်တယ် မယားစီယူဒီတည်င်းပေးဖို့ဖျားသခင်ကကျွန်တော်ကိုလွတ်လိုက်တာခမယားမယုံတဲ့အတွက်ကလေးမမွေးမချင်းစကားပြောနိုင်မှာမဟုတ်ဘူးငါစကားကအချင်းတန်ရင် ပြည့်စုံလိမ့်မယ်လို့ပြောလိုက်ပါတယ်ဇာခရီးဟာတန်ရှင်းရဌာနမှာပုံမှန်ထက်ကြားနေပါပြီအပြင်မှာစောင့်နေတဲ့လူတွေကဘာဖြစ်လို့ကြားနေရလဲဆိုတာကိုသိချင်နေကြပါတယ်ဇာခရီးထွက်လာတဲ့အခါစကားမပြောနိုင်ဖြစ်သွားတာကိုမြင်ကြတော့ဇာခရီးဟာဖျားသခင်စီကဗျာဒိယူပါယုံကိုမြင်ပြီးလို့ရိတ်မိကြပါတယ် နောက်တော့ခေါင်းဝင်တမန်ပြောတဲ့အတိုင်းပဲအဲလရှဘတ်ကိုဝင်ရှိလာပြီးသားလီမွေးဖွားပါတယ်မိတ်ဆွေတွေဆွေမျိုးတွေကကလေးကိုလာကြည့်ပြီးပျော်နေကြပါတယ်ရှေ့ရမြောက်တဲ့နေ့မှာတော့ကလေးကိုအေးဖျားလိမိင်္ဂလာပေးဖို့လာကြပြီးသူ့အဘရဲ့နာမည်ဖြစ်တဲ့ဇာခရီလို့မှဲ့မယ်လို့တော့အဲလိုမမဲ့ရဘူးသူ့ကိုယောဟန်လို့မှဲ့ရမယ်လို့ပြောတော့သူတို့ကမင်းရဲ့ဆွေမျိုးထဲမှာအဲ့ဒီနာမည်မှမရှိတာအဘဖြစ်သူကရောဘလို့မှဲ့ချင်လဲလို့မေးတော့ဇာခရီကတင်ပွန်းကိုတောင်းပြီးသူ့နာမည်ဟာယောဟန်ပဲလို့ရေးပြပါတယ် အဲ့ဒီအချိန်ကြမှာဇာခရီလည်းစကားပြန်ပြောနိုင်ပြီးဘုရားသခင်ရဲ့ကြီးစုတော်ကိုချီးမွမ်းပါတယ်ဒီကလေးရဲ့တင်းကယူရပြည်တစ်လျှောက်ပြန့်နှံ့သွားပြီးဒီကလေးကြီးလာရင်ဘာဖြစ်မလဲလို့စိတ်ဝင်စားနေကြပါတော့တယ်ခင်ဗျာအဆုံးအထိနားတော်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ